ဤသူတို့ကြီးခင်ဗျာဒီနေ့နေ့လယ်7:30ဝန်းကျင်ကလှုပ်ခတ်သွားတဲ့ငလင်ကငလင်ကြီးဖြစ်ပါလေဒါအားလုံးသိတဲ့စကိုင်းငလင်ကျော်နာကိုဗဟုပြုပြီးတော့လှုပ်ခတ်သွားတာဖြစ်ပါလေမြန်မာနိုင်ငံမှာ1912ခုနှစ်နောက်ပိုင်းမှာ6.5အထက်အင်အားကြီးရဲ့ငလင်တွေလှုပ်လို့ရှိပါတယ်ဒီနေ့လှုပ်ခတ်သွားတဲ့ငလင်ရဲ့ပမာဏကတော့9.9လို့ပြောပါတယ်ဒါကြောင့်မလို့ကြီးမားတဲ့ငလင်ကြီးဖြစ်ပါလေ အဲ့တော့ဒီငလင်ရဲ့ဓာတ်ကိုကျွန်တော်တို့ပြည်သူတွေထိခိုက်ခံစားခဲ့ကြတာရှိပါတယ်။အားလုံးလည်းထိတ်လန့်တုန်လှုပ်မှုတွေလည်းကူးဆက်သွားတာရှိပါတယ်။ကနေဦးသတင်းအချက်လက်တွေအရဒီမန္တလေး၊စကိုင်း၊နေပြည်တော်ပဲခူးနဲ့ရှမ်းပြည်တို့မှာပြည်သူတွေကဒီအဆောက်အဦတွေထိခိုက်တာတွေမကဘဲနဲ့ပြည်သူတွေတည်ကြည်ပျက်စီးတာတွေလည်းကြားသိရပါတယ်။ကျွန်တော်တို့ပြည်သူတွေဟာလူကြောင့်ဖြစ်တဲ့ဘေးကိုအမျိုးမျိုးခံစားနေရတဲ့ကြားအခုလိုမျိုးတဘာဝဘေးကြီးကြီးမားမား ခံစားရတဲ့အတွက်ကြောင့်ကျွန်တော်တို့ပြည်သူနဲ့ထတ်တူအလွန်စိတ်မကောင်းဖြစ်မိပါတယ်ထတ်တူလည်းကျွန်တော်တို့ခံစားမိပါတယ်ကျွန်တော်တို့ NUG အနေနဲ့ပြည်သူတွေအတွက်ဆောင်ရွက်တဲ့အခါမှာမြေပြင်မှာလက်တွေ့ထုတ်ရှားဆောင်ရွက်ရတာဖြစ်ပါတယ်လူသားဆန္ဒအကူအညီတွေပြည်သူကိုကာကွယ်ဆောက်ရှောက်တဲ့အကူအညီတွေဆိုရင်တော့မြေပြင်မှာလက်တွေ့အကောင့်ထဲပေါ်ဖို့အတွက်ကျွန်တော်တို့မှာဖွဲ့စည်းထားပြီးတော့ကွန်ရက်တွေနဲ့ဒီဆောက်ထားရတာ ဖြစ်ပါတယ်ခုလိုမျိုးဘေးဒဏ်ကြောက်တဲ့အခါမှာပြန်ပြီးတော့ချိတ်ဆက်တာတွေတိုက်တွန်းတာတွေကျွန်တော် လက်တွေ့အကောင့်ထဲပေါ်တာဒီဓာတ်တွေကိုဆောင်ရွက်ရပါတယ်။ဘေးရန်တွေကြောက်တဲ့အခါမှာငကူကကျွန်တော်တို့ရှိပြီးဖြစ်တဲ့ Emergency Operation Coordination Committee ကိုငလင်ဖြစ်ပွားပြီး၄နာရီအတွင်းမှာကျွန်တော်တို့အကောင့်ထဲပေါ်ခဲ့ပြီးဖြစ်ပါတယ်။ကျွန်တော်တို့ဆက်လက်ပြီးတော့ပြည်သူတွေအတွက်ကိုညှိနှိုင်းကြိုးစားဆောင်ရွက်ဖို့စီစဉ်နေပြီဆိုတာကိုအသိပေးလိုပါတယ်။အခုဒီငလင်တန်းကြောင့်ပြည်သူတွေထိခိုက်ခံစားရတဲ့အချက်လက်တွေကိုကျွန်တော်တို့ကောက်ယူနေတယ်ကျွန်တော်မြေပြင်အဖွဲ့တွေနဲ့သတင်းမီဒီယာတွေနဲ့ချိတ်ဆက်ကောက်ယူနေတာဖြစ်ပြီးတော့ ကျွန်တော်တို့ဒါကိုလက်တွေ့ပြန်ပြီးတော့ပြည်သူတွေကိုကူညီကယ်ဆယ်နိုင်မှုဆောင်ရွက်တဲ့အချိန်မှာပဲဒီအချိန်မှာနောက်ဆက်တွဲငလျင်နေလဲလာနိုင်တယ်ဒါတွေအတွက်ကိုပြည်သူတွေပို့ပြီးတော့မခံစားအောင်လို့ပညာပေးအစီအစဉ်တွေလည်းကျွန်တော်တို့ဆက်လက်ပြီးတော့နှိုးဆော်ထုတ်လွှင့်နေပါတယ်ငွေကြေးတွေကကျွန်တော်တို့မှာငလျင်တိုင်းနဲ့ပတ်သက်ရင်ပညာပေးတဲ့အစီအစဉ်တွေကထုတ်လွှင့်ပြီးဖြစ်ပါတယ်အခုထပ်ပြီးတော့လည်းကျွန်တော်တို့ထုတ်လွှင့်ထားတဲ့အစီအစဉ်တွေကနေပြီးတော့ကျွန်တော်တို့ဟိုတည်တည်ချာချာပြန်ပြီးတော့ပြည်သူတွေခံစားလိုက်နာဆောင်ရွက်နိုင်ဖို့ကျွန်တော်တို့နှိုးဆော်နေပါတယ် ီသူတွေအနေနဲ့မိမိတို့နေတဲ့အဆောက်အုံတွေကဟိုပြန်လည်ပြီးတော့စီစစ်ဖို့လိုတယ်။ရိုင်းနေသွားတဲ့အဆောက်အုံတွေအဲနေရာအထက်မြက်နေရာမှာရှိတဲ့သူတွေကတော့ဒါအရေးကြီးတယ်ပေါ့နော်။ပို့ပြီးတော့ဟိုဗီယူဆိုင်ပြီးတော့လိုအပ်ရင်ခိတ္တပြောင်းရွှေ့နေထိုင်ဖို့စီစဉ်ကြဖို့လိုပါတယ်။အဲငလီနိုင်ငံမလို့စေတတမန်တွေလည်းကွဲအပ်နိုင်တာတွေရှိတယ်။ဒါကြောင့်ဒါတွေကလည်းဇက်တိုက်စီစစ်လှုပ်ဆောင်သွားဖို့လိုတယ်။ပဝင်းကျင်မှာရှိတဲ့ပြည်သူတွေကိုလည်းလိုအပ်ရင်ပြောင်းရွှေ့တာတွေကြိုတင်ဆောင်ရွက်ဖို့စီစဉ်ထားတာတွေလုပ်တင်ပါတယ် ။ဒီငလျင်နဲ့အတူတူမိဘရလည်းဖြစ်ပေါ်လာတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလျှက်စင်မျိုးကိုအသုံးပြုပြီးတော့ဆောင်ရွက်တဲ့လုပ်ငန်းတွေမှာဆောင်ရွက်ပြီးတာနဲ့ဒီ cloud တွေကိုပေါ့နော်တည်တည်ချာချာပိတ်ထားဖို့လိုပါတယ်။မိကလာလိုက်ပြက်လိုက်ဖြစ်တဲ့အတွက်ကြောင့်မလို့မိပြန်လာတဲ့အချိန်မှာလည်းပြန်လဲအသုံးပြုမဲ့ကျက်စီဂျိုးတွေပစ္စည်းတွေဒါတွေကိုတည်တည်ချာချာပြန်လဲစီစစ်ပြီးတော့လုပ်ဖို့ဆောင်ရွက်ဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ငလျင်ရဲ့ net အတူတူမိဘရလည်းဖြစ်ပေါ်နိုင်တာဖြစ်ပါတယ်။ ပြည်သူတွေသတိထားစရာတွေလိုက်နာဆောင်ရွက်စရာတွေကတော့အများကြီးပါပဲဒါတွေကိုလည်းကျွန်တော်တို့အသိပညာပေးတာတွေကျွန်တော်တို့တိုက်တွန်းနှိုးဆော်တာတွေဆောင်ရွက်နေပါတယ်ကျွန်တော်တို့ပြည်သူများနဲ့အတူရှိနေပါတယ်လို့ပြောလိုပါတယ်မြို့သားညီညွတ်ရေးအစိုးရ NUG အနေနဲ့လည်းပြည်သူတွေကိုကူညီနိုင်ဖို့မိမိတို့ဒီဒီပြည်သူကပြည်သူအကူအညီတွေနဲ့ကျွန်တော်တို့ဆောင်ရွက်နေရသလိုလိုအပ်တဲ့ ထောက်ပံ့နေအတွက်နိုင်ငံတကာရဲ့အကူအညီတွေရရှိအောင်လည်းကျွန်တော်တို့တိုက်တွန်းနှိုးဆော်တာတွေဖိတ်ခေါ်တာတွေလည်းကျွန်တော်တို့ပြုလုပ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့အချက်လက်တွေပေါ့အချက်လက်အမှန်တွေကိုရရှိဖို့အတွက်စင်ပြုစုပြီးတော့ဒီအချက်လက်တွေကိုလည်းကျွန်တော်တို့ထုတ်ပြန်နိုင်မှုလည်းကြိုးစားဆောင်ရွက်နေပါတယ်။ဒါကြောင့်ကျွန်တော်တို့အာကျွန်တော်တို့ဟာဒုက္ခခံစားနေရတဲ့ပြည်သူတွေနဲ့အတူတူရှိနေပါတယ်။ကျွန်တော်တို့အတူလက်တွဲပြီးတော့ဒီဒုက္ခတွေကိုကျော်လွှားသွားပါမယ်လို့ကျွန်တော်အနေနဲ့ပြောလိုပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။